မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့အနီးကစစ်ရှောင်2000ကျော်ဟာမိုးရွာနေတာကြောင့်နေစရာနဲ့စားစရာအခက်အခဲဖြစ်နေတယ်လို့စစ်ရှောင်တွေကို ကူညီပေးနေသူတွေကတနေရှင် voice ကိုပြောပါရယ်ဇွန်လ1ရက်နေ့မှာပေါ့မြို့နယ်မှာရှိတဲ့ပြူစောတိကျေးရွာတွေကိုရိတ်ခါဖျက်ဖို့အတွက်ပခုတ်ကူတပ်မတ101ကနေကားစီး125ဓီထွက်လာတာကြောင့်ကံမမြို့ပေါ်စနေရက်ကွက်နဲ့ပဝင်းကျင်ရွာတွေက ပြည်သူ2000ကျော်ဟာဆစ်ဆောင်နေရတာပါအဲ့ဒီရန်တန်းဟာဇွန်လ1ရက်နေ့ညနေပိုင်းမှာကံတော်ကျေးရွာကိုရောက်ရှိပြီးတော့ကံတော်ကျေးရွာကနေညောင်ချစ်ပင်ပြူစောတိစခန်းကိုဇွန်လ6ရက်နေ့မှာ တချို့ကားတွေရောက်ရှိနေပြီလို့သိရပါတယ်ရက်ကကြာမှမို့ခက်ခဲတာကတော့ပုံများလာမှာခုထိရန်တန်းကမရောက်လာသေးဘူးရှေ့ပြေးတွေပဲရောက်လာသေးတယ်တချို့တောထဲမှာရှောင်ကြတော့မိုးရွာတာနဲ့ နေရတာခက်ခဲနေကြတာလို့စစ်ဆောင်တွေကိုကူညီပေးနေတဲ့အမျိုးသမီးတဦးက The Nation Voice ကို ပြောပါတယ်စစ်ဆောင်စခန်းရဲ့လို့တီးတက်မရှိတာကြောင့်တောရဲတွေမှာစစ်ဆောင်နေရလို့အရင်ရက်တွေကစစ်ဆောင်တို့ကယူလာတဲ့အစားအစာတွေကို စားကြပေမဲ့ရက်ကြာလာတော့နေဖို့နေရာအပြင် စားဖို့ရိတ်ခါပါခက်ခဲလာတာလို့ဆိုပါတယ်2024ခုနှစ် AB လအတွင်းကလည်းအာနာသိန်းစစ်တပ်ရဲ့ရိတ်ခါကာဒန်ဟာ ပခုတ်ကူကနေပေါ့မြုံနယ်ကိုတွားရောက်ခဲ့ပြီးအဲ့ဒီအချိန်ကကာကွယ်ရေးအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်ခီးစဉ်နှစ်လကျော်ကြာမြင့်ခဲ့ပြီးကားရှစ်စီးနဲ့ drone 30ကျော်ပျက်စီးခဲ့ကအာနာသိန်းစစ်တပ်လက်အောက်ခံတွေထိခိုက်သေးဆုံးမှုတွေလည်းရှိခဲ့ပါသေးတယ်